ောက်တစ်ခုကဘာလို့ခေါင်းလုံးဆိုတော့ဟုတ်ပြီဒီကနေပြီးတော့ close tight system ဆိုရှင်ကျွန်တော်ရွာထိပ်ကိုရွာကိုရောက်လာရွာရောက်လာတဲ့အခါကျတော့ဒီလောင်ငါဆောက်တော့ဒီလောင်ငါဆောက်မဲ့ဆိုတဲ့အခါကျတော့ဘလောက်ဆောက်မှာလဲတီတီလေးဆောက်မှာလားအကြီးဆောက်မှာလားအဲ့ဒီဟာမှာလည်းကျွန်တော်တို့ကအကြမ်းမြင့်ပေါ့နော်ဒါဒီမှာပြထားတဲ့ဟာဒီဒီခုံမုံဆိုတာကကျွန်တော်တို့ရေလောင်ငါတစ်ခုဆောက်တဲ့အချိန်မှာအလုံးမဲ့ဆောက်တာမဟုတ်ဘူးအခြေခံ အချက်လက်လေးတစ်ခုပေါ်မှာမူတည်ပြီးတော့ပြည့်ချက်ပြီးဆောက်ပါတယ်ဆိုတဲ့ဟာလေးကိုနမူနာအနေနဲ့ပြောပြထားတာပုံဒီကြီးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဓိကတော့ပေါ့ဆိုလို့ဆိုရင်တော့ကျွန်တော်တို့အတလော့ဆောက်တာမဟုတ်ဘူးဟလာမူတည်ပြီးတော့ဟလာစဉ်းစားပြီးတော့ဆောက်တယ်ဆိုတဲ့ဟာကိုပြောချင်တာဒီမှာဆိုလို့ရှိရင်သူကသူ save ကြီးတစ်ခုရှိနေလားဒါတခုနမူနာပုံစံမှာတော့ကျွန်တော်တို့က 7G ပြန်လေ့လောက်ထားတယ်ပေါ့ဗျာဒါကလူဥယျာဉ်တစ်ထောင်လောက်ရှိတဲ့ ွာအိမ်စုရွာလေးတရွာအတွက်လုပ်တယ်ပေါ့ဗျာအဲ့ချိန်မှာသူကအရှုံးမလုပ်လိုက်ရတာပေါ့ဗျာဒါလူတွေကမနေ့6နာရီကနေ7နာရီဆိုလို့ရှိရင်တော့ဒီချိန်မှာသူဒီအုံများတယ်ပေါ့ဗျာမနေ့7နာရီကနေနေ့လယ်2နာရီညနေ4နာရီလောက်ထိကြတော့တခါအတုံးကကျဲသွားကြတယ်ပြန်တယ်ပေါ့ဗျာနောက်တခါညနေ၄နာရီလောက်ကနေညနေ၆နာရီလောက်ရှိစင်တော့လူကြီးကတခါလေအပြင်ကနေပြန်လာပြီးတော့ဒီဒီ၃ညဆွဲကြပြန်ပြီပေါ့ဗျာ အဲ့ချိန်မှာဟုတ်ပြီဒီလိုလို့ဆိုရင်ဒီနာကြီးအတွင်းမှာရေခါလံဘယ်လောက်တုံးလိုက်မလဲအဒီဘက်ကဆပ်ပလိုင်းအကျော်ဆိုတော့ပုံတွေပဲဒီတနာကြီးအဲတမီနစ်ခဏကာလဆန်တမီနစ်ခဏကာလမှာသူကစီးစီးဝင်နေမှာပဲအဲ့ချိန်မှာဘာဖြစ်မလို့အတုံးကများမယ်ဝင်ရနေမယ်ဒါကမိုင်းနပ်ဖြစ်သွားမှာအတုံးကများမယ်အဝင်ရနေမယ်ကာမိုင်းနပ်ဖြစ်သွားမှာကြောက်ကြပါသူညနေ6နာရီလဲရောက်တော့ကျွန်တော်ဂိုင်းတကူကလုံးရတယ်ခါလီဖြစ်သွားပြီခါ အဲ့အချိန်မှာလူတွေကလည်းဟုတ်ပြီမတုံးကြတော့ဘူးနားလိုက်တယ်ပေါ့နော်ဒီလိုဆိုရင်ကျွန်တော်တို့ကအဲ့ဒီည6နာရီကနေမနက်6နာရီအတွင်းမှာပြန်ဖြည့်မယ်အဲ့ရောဒီမှာသူ့ရဲ့ duration စီရဆိုရှင်နေခါလာ9000လောက်ကျွန်တော်တို့ဆောင်းမယ်စီကြီးနဲ့လည်းပြန်ပြီးတော့ခြေကပ်လို့ရတယ်ဟုတ်ပြီခင်ဗျားကခါလာ9000လောက်ကံကံဆောက်လိုက်တယ်ဒါရဲစီစီရတော့အဲ့ဒီ ည6နာရီကနေမနေ့6နာရီအတွင်းမှာဒီကံကိုပြည့်အောင်ရှင်းနေမှာလားအဲ့ဒါကိုလည်းတစ်ချက်ပြန်မယ်ပေါ့ချိန်ကကြည့်ရဒါကြတော့သူကနည်းနည်းလေးပို့ပြီးတော့ပြေးစိတ်လိုက်တော့ဗျာတကယ်တကယ်အကန်းတော့ကိုသွားပြီးတော့ပြေးမဲ့ဒေတာပေါ့ဗျာသူတို့ရဲ့ရေအတုံးကဘလောက်ရှိတယ်ဘာညာဆိုတာကိုအနာလိုက်စလုံနိုင်ရင်တော့အကန့်ညီဆုံးဖြစ်မှာပေါ့ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးအခြေခံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဒီ ဒီလောင်းလောင်းကိုပတ်ချက်တယ်အကြောင်းကကုနာကပွိုင်းတုံးပွိုင်းမှာပေါ့နော်တက်ကနီကပွိုင်းအီကွန်နမီပွိုင်းဆိုရှယ်ပွိုင်းမှာအာရွာသားကနေတက်ပြီးတော့အာကျွန်တော်ဆရာကျွန်တော်တို့ဂါလာ9000မဆောက်ပဲနဲ့ဗျာကျွန်တော်ကလာတောင်းဆောက်ပေးပါလားဆိုရှင်ဟုတ်ပြီခမားကိုကလာတောင်းဆောက်ပေးလိုက်မှတော့ဟုတ်တယ်ခမားလာတဲ့ရေလေးရမှာတမီးနဲ့မှခဏကလာလာနေရခမားတညာလုံးလုံးလိုက်တဲ့အချိန်မှာခမားကလာတောင်းကြီးကပြေးလာပါမလား အဲ့ဒါအဲ့ဒါမျိုးလေးကကျွန်တော်ကပြန်ပြီးတော့ချိန်ဆပြရမယ်ဒါကတော့ဒါကကျွန်တော်တို့ဟိုရင်ပေါ့နော်နမူနမူနာပေါ့ကျွန်တော်တို့ဒီတော့ဒီလောင်ကန်ရအများသောအပြင်ကျွန်တော်တို့ကဘာလ9000လောက်တော့ဒီကဘာလ1000 2000ကျွာရဲ့ဦးရင်နဲ့ဓမ္မဝမမှုပြီးတော့ဆောက်လေးဆောက်တာကြည့်တယ်အကျံပြားအဖြစ်တော့ကျွန်တော်တို့က ground တင်ပေါ့နော် ံက6ပေလောက်အနည်းရှိမယ်ဆိုရင်မြေထဲ3ပေမြေပေါ်3ပေအဲ့လိုမျိုးအခြေခံလေးနဲ့ဆောက်ကြတယ်ပြီးလို့ရှိရင်ရွာထဲရောက်တဲ့အချိန်မှာဒီဓာရီတွေနဲ့တက်စတန်တွေနဲ့ပြန်ပြီးတော့ချောင်းဝင်ပြေးတယ်ဒီမှာဆိုရှင်ဒါကုံဘွားဝစာဘာဖြစ်နေဒါအတူရစာဘာမှာတက်ထားတဲ့ဘာပေါက်တွေပြီးတော့ရွာထဲမှာဒီတိုင်းနဲ့ချမ်းအဲ့တော့ distribution မှာရောက်တဲ့အခါကျတော့ကျွန်တော်ကဘာလို့လုပ်မှုဆိုတဲ့အခါကျတော့ဒီမှာလည်းပဲအခြေခံတစ်ခုတော့ကျွန်တော်မကြည့်တော့ဘူး။ဟိုပိုင်လိုက်ကဒီရွာထဲမှာကဒေတိုင်းကဒီနှစ်ခုလုံးမှာတော့ကျမ်းမင်းအဖြစ်ကတော့ဆယ်အင်းဒေတိုင်းလောက်နဲ့ကျမ်းမင်းမူတည်ပြီးတော့ချလိုက်တယ်ပေါ့ဗျာ။ဒါပေမဲ့ဒါကဆယ်အင်းဒေတိုင်းကွတိကွကြပုံတည်လို့လည်းမဟုတ်ဘူး။ဟိုကကရွာငံမျိုးလိုဟာမျိုးဆိုရှင်လားသူတို့မှာ ကြတော့ဗျာလိမ္မော်ကြောင့်ပါချင်းလေးကြည့်ခဲ့တယ်။ခြံကြီးတွေအခြေကြီးတွေအဲအဲ့လိုမျိုးဟာတွေကသွားပြီးတော့ဆဲအိတ်တိုင်းဆိုလို့ရှိရင်ကြတော့ဒတိုင်းနဲ့ဒတိုင်းကအခြေကြီးတွေဖြစ်နေတယ်။ဒါမျိုးကြတော့လေဒေတာရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့အစိတ်ကျဲတော့ပြန်ပြသပေးရမှာ။အဓိကကတော့ပါခွန်တော့ဟုတ်ပြီ။အိနေနေနဲ့ဆိုရှင်ဆဲအိတ်တိုင်းလောက်ကိုထားပြီးတော့ဒီလိုခြေတိုင်းကိုစောင့်မယ်။ဒီထဲမှာကြောက်ရှိတယ်လားကြောက်ဖို့ဒတိုင်းတက်ပြီးစေကောင်းရှိလားစေကောင်းတဲ့ဒီဇိုင်းတက်တက်ပြီးဘာသာရေးအတင်းဖွဲ့ရှိသလားရေးရန်ရန်တက်တက်ပြီး အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ရေတိုင်းဒတာရင်ရဲ့ဟိုလာသူ့ရဲ့ကြောက်မဲ့ဘလူးကိုတော့အကြမ်းင်း3ကြီးပြန်တော့ရဲ့ထားပြီးတော့ကျွန်တော် island design ကိုတွေ့တယ်အဲ့ချိန်မှာကျွန်တော်တို့ကတော်မော်ကြီးရော်တွေဖြစ်တဲ့ကြောင့်ရော်ရီရဲ့တအိနဲ့တအိအကုန်လုံးတကာတဲ့ပြင်းကြီးဖြစ်ချင်မှဖြစ်မယ်တချို့ရေတိုင်းတွေကမြင်းတဲ့အပိုင်းမှာရှိမယ်တချို့ရေတိုင်းတွေကနှိမ့်တဲ့အပိုင်းမှာရှိမယ်အဲ့ချိန်မှာကျွန်တော်တို့ကပေါ့ခုံခုံဆိုအတနိုင်ဆုံးတော့သူ့ရဲ့ procedure head တွေကို အညီအညီဖြစ်အောင်ပေါ့တနိုင်တော့ချိန်စားမှာပေါ့နော်ပထမနီးရတော့ပါကောင်းမှုဆိုတော့ပိုက်ဆိုင်ပိုက်ဆိုင်နဲ့ထိန်းတာပေါ့အဲမြင်းတဲ့ဘက်ကကောင်းကိုတလမပိုက်လို့နဲ့သွားရဆိုရင်ဟိုနေတဲ့ဘက်ကကောင်းကိုကငါမှုပိုက်လို့နဲ့ဖမ်းချုပ်လိုက်တာပေါ့ခါရကြလို့ရှိရင်အနေမြင့်ကသွားချလို့နဲ့ချင်တာပါလို့ရှိရင်ပစီကျဲဟက်ကမညီမျှနိုင်လို့ဆိုရှိတယ်ဟိုနေတဲ့ဘက်ကဟာကိုကျွန်တော်ခေပားနဲ့ဖမ်းပြီးထိန်းနိုင်ခင်ရမှာပေါ့။ဟောဆိုကျွန်တော်တို့က အရှုံးမလုပ်တဲ့ဆိုတာကတော့ဒါကကိုယ့်ရဲ့မူတီတွက်ချက်ဖို့တဲ့မူတီတွေကထားရဟာပဲနော် residual head ကကျွန်တော်က20 feet head လို့ residual ကိုဟလာဘာလုပ်လိုက်ပြင်မယ်မူတီတွက်လိုက်အရှုံးလုပ်ပြီးတွက်လိုက်ပြင်မယ်အကုန်လုံးဒီ20 feet တပင်းကြီးတွက်ချင်မှတွက်မယ်အဲ့ဒီမှာပဲဘုံရှည်ရ residual head များတဲ့ဘက်ကနည်းနည်းတွက်တွက်မှာ residual head နည်းတဲ့ဘက်ကနည်းနည်းတွက်မှာ ါကအခြေခံစဉ်းစားဖို့အတွက်ကိုပြောပြတာ။အချိန်မှာကျွန်တော်တို့ကတခါလဲ branch line line ကိုဒီမှာဆိုရှင်ဒီမှာဆို27စီလာမယ်ဒီမှာ branch line တစ်ခုတွေ့လုပ်မယ်ပြီးလို့ချင်းကျန်တာကဘလောက်နဲ့ဆက်စီမယ်အဲ့လိုအဲ့လိုမျိုးပေါ့ကျွန်တော်တို့ကဒါလီမိုင်းနားမိုင်းနားထုတ်ထုတ်ပြီးတော့တစ်ဖြတ်ချင်းတစ်ဖြတ်ချင်းကိုတက်သွားပါဘူး။ဒုနာက ြေစာမှာပြောခဲ့တယ် close tie နဲ့ open tie ရှိတယ်ဆိုနေတာမှာ open tie ကြတော့ open tie မှာနှမျိုးရှိတယ်သူကြတော့ reserve မခံတော့ဘူးအဲ့ဒါမျိုးကြောင့်လဲ source သူ source ကို night ကိုကလုံးဝကိုပဲတခါလဲကိုပေါ်ပေါ်များများဖြစ်နေတဲ့ source မျိုးမှာပဲဒီလိုဟာမျိုးမှာတော့ဖြစ်မှာပေါ့နော်သူကတချို့ဥစ္စာက open tie ကိုဟာဘာလေးနဲ့ထိပ်ဝင်ပိတ်ထိပ်ပြီးတာရှိတယ် ် open type ပုံမှာတခါဘာဘာမှမခံတော့ဘူးတခါလေဟိုဟာမလုံတော့ဘူးနောက်လျှောက်ဗျာ24နိုင်ဆိုလွတ်ထားတာလို့ရှိမယ်ရွာသားတော့အကြိုက်ပေါ့ဗျာဘာမှပိတ်နေကြလည်းမလို့ဘူးကြိုက်ကြိုက်တော့တုံဆန်းပေါ့ဒါမှတခုရှိတာကကျွန်တော်တို့က water supply engineer အနေနဲ့ကကျွန်တော်ကိုကအဆက်တမတက်တက်မဟုတ်ဘူးလေကိုက engineer လေဟုတ်ပြီသူတို့ကခုနက open type အနေနဲ့ကြိုက်တော့တုံးဆိုပြီးတော့ လွတ်ထားလိုက်ပြီเนาะအဲ့ချိန်မှာပါခေါင်းကအာနေရောညရောဒီရေတိုင်းတွေကတောက်လျှောက်ကရေကကျနေအဲ့ချိန်မှာဒီဒီများလောက်တဲ့လူကတော့ဘာတော့သူတို့ဟောလုပ်ပြရမလို့ဆိုတော့ဟုတ်ပြီအဲ့ကြားတဲ့ရေတွေကအိုင်နေမှာလားဘွက်တွေဖြစ်နေမှာလားရွာလားနေစားသွားမှာလားရေတွေတိုက်စားသွားမှာလားဒီဘိုင်းတော့အင်ဂျင်နီယာကအဲ့လိုမဖြစ်အောင်တော့စဉ်းစားပြီးအစီအမံလုပ်ပြီးပေါ့ ဲ့တော့ estimate လုပ်ပြီးဆိုရတဲ့အခါကျတော့ကျွန်တော်တို့ကခုနကဟိုတိုင်းတာထားတဲ့ design ထုတ်ထားတဲ့အခြေအနေတွေကိုတည်ပြီးတော့ estimate ချက်မှာ IT နဲ့ပါမယ် fit တွေပါမယ် hand tool တွေပါမယ်ဒီပါချက်ချက်တွေပါမယ် construction material တွေပါမယ် transport တွေပါမယ်ဒါကြီးအကုန်လုံးပါအောင်ကျွန်တော်တို့က estimate ကိုအပြည့်စုံလုပ်ချက်ပေးရမယ်အဲ့တော့ဒါလေးတွေကတော့တော်တော်များများပေါ့ဗျာသူတပြင်းစိမ့်နဲ့ ဘူဒီဆိုတာပါတော့ဟာဒီယန်ဆိုတာပါတော့ဟာဒီယန်ဆိုတာပါတော့ဟာပြီးပြီဆိုတော့ဒါမျိုးဘာတော့ဟာသမီးဖြတ်တတ်တယ်ကျွန်တော်တို့ကပိုက်တစ်ခုကိုပြောလိုက်ပြီဆိုတာနဲ့အောက်ဒါဒိုင်ယာမီတာကြတော့ကျွန်တော်ဒီ PVC ပိုက်လိုအဲ HDD ပိုက်လိုအဲ့လိုမျိုး plastic အမှန်ဝင်ပိုက်တရားဆိုတော့စကားပြောရင်အောက်ဒါဒိုင်ယာမီတာနဲ့ပြောလေးပြောတာရှိတယ်ကျွန်တော်တို့ဒီ digital ပိုက်တွေပေါ့နော်ဒီ GI ပိုက်တို့လို CI ပိုက်တို့လို့အဲအဲ့ဒီလိုမျိုးတာပိုက်တွေ အမျိုးသားတွေမှာကျတော့သူတို့ကိုပြောရင်အတွင်းထိုင်ရမီတာနဲ့ပြောလို့ပြောတာရှိတယ်။အဲအဲ့အရာတွေကတော့ထိထားဖို့လိုတယ်။နောက် PN ဆိုတာကျတော့ pressure rating ပေါ့။ဟုတ်ပြီဒီ pipe က pressure ဘယ်လောက်ခံနေပါလဲ။ PN တန်းဆိုရင်တန်းပါခံနေပေါ့ဗျာ။နောက် PN 16ဆိုရင်60ပါခံနေပေါ့ pressure rating ပြောဖို့လိုမယ်။နောက်တစ်ခါ PE ဒါမဲ့ metal class မှာကျွန်တော် ATB ဆိုလို့ရှိရင်လား 300ဆိုရှင်ဒါဒီ raw water pure raw water နဲ့အပြည့်အဝထုတ်လုပ်ထားတဲ့ပတ်ပြီး80ဆိုလို့ရှိရင်သူက pure raw water မဟုတ်တော့ဘူး recycle ပစ္စည်းတချို့စပြီးတော့သုံးထားတယ်ဒါကျွန်တော်တို့အခုဒီနောက်ပိုင်း international standard တွေမှာကြတော့တော်သုံးရည်ဆိုရှင်ပြီး100ကိုပဲသုံးရမယ်ပြီး80ဆိုရှင် sea water ကိုပါလို့မှာပဲသုံးရမယ်အဲ့လိုမျိုးအမှန်ပါရှိနောက်တစ်ခါ ဒီ PVC pipe ဆိုရှိရင်ဒုဆက်တာငါဘာစီးနဲ့ဆက်တာရှိမယ် PVC ကောနဲ့ဆက်တာရှိမယ်နောက် HDPE pipe ဆိုလို့ရှိရင်လည်းငါဘာစီးနဲ့ဆက်တာရှိမယ် vacuum နဲ့ဆက်တာရှိမယ်ဒါက electro fusion ဆိုတာရှိသေးတယ်နောက်တစ်ခါ GIN pipe တွေကြာလို့ရှိရင်တော့ကျွန်တော်ကအရင်နဲ့ socket နဲ့ဆက်မလား collar နဲ့ gasket နဲ့ဆက်မလားဒါမို့ဒီဆက်တာရှိမယ်ပတ်စက်မျိုးမျိုးမျိုးရှိမယ်